အမေမနိုင်ပဇုမနိုင်ရင်မနိုင်ရင်ကြီးမနိုင်ဘဝများ ရောက်ခဲ့မယ်ဆိုရင်ဘာမှအားငယ်စရာမလိုဘူးတဲ့ဟောဒီငါရင်ဝင်ထဲမှာလူချိုတွေအာရပါရတောက်ဆိုနေတယ်ငါသားကြီးငါသမီးကြီးကငါတို့ကို ပြန်ပြီးတော့ပြုစုလုပ်ကျွေးပေးမှာတဲ့လူတိုင်းနေတဲ့အမေရင်ထဲမှာလည်းမျောလင့်နေတယ် ဘိနာကအမေကိုအပင်းနေတဲ့အဖေမျက်နှာကလည်းပြုံပြုံကြီးနဲ့မျောနေခဲ့ဘူးပါတယ်တဲ့မြတ်စွာဘုရားကဒီစကားကိုမိန့်ညင်တာဟုတ်လားမင်းတို့ကိုငငယ်လေးတဲကကွာတဲ့နှုတ်ကြိုတိုက်ကြွေးတဲ့ကမင်းအပင်းနဲ့မင်းအမေကမျောလင့်သွားတယ် ငါတို့ကဟောဒီမာယူရပြုစုပေးနေတယ်လို့ငါတို့အသက်ကြီးရင်လေငါသားကြီးငါသမီးကြီးကငါတို့ကို ပြန်ပြီးတော့ပြုစုလုပ်ကြွေးပေးမှလို့နံပါတ်1ညှော်လင်းချက်အနေနဲ့ညှော်လင်းသွားတယ်တဲ့ပရိသတ်ကြီးမိဘနှစ်ပါးရဲ့ယင်လေးကညှော်လင်းချက်ကိုမိဘနှစ်ပါးကတော့မပြောရဲလို့မပြောထွက်ခဲ့ပေမဲ့မြတ်စွာဘုရားကရွှေနှုတ်တော်ထွက်လို့မင်းခဲ့ဘူးတဲ့ ဒီအာလုံးတို့သာသမိဖြစ်ကြတဲ့ဦးဇင်းတို့အပါဝင် အာလုံးဓမ္မဆွေတော်မျိုးတော်ဒီအမေတို့အဖေတို့ကရင်ဝင်ထဲမှာလို့တိုက်စဉ်ကာလကလေးကမျောလင်းခဲ့တဲ့ဒီမျောလင်းချက်ဟာဒီအမေနဲ့အဖေအပေါ်မှာဘလောက်များရှည်ခဲ့ပြီလဲတဲ့ကိုကိုကိုရေရေကြီးပြန်ပြီးတော့သုံးသက်ကြည်စမ်းမှာကြည်ပြီလားစဉ်းစားတော့ အမိတို့ကဟောဒီရင်ဝင်ထဲမှာလူကြိုတိုက်ကျွေးစဉ်ကာလကလေးကမျောလင့်သွားတာဒီသားကြီးဒီသမီးကြီးကြည်လာရင်ငါတို့ကလည်းအိုလာမှာငါတို့အိုလာရင်ငါတို့ကိုဟောဒီငါသားသမီးကပြန်ပြီးတော့လှုပ်ကျွေးဆောင်ရှောက်မှလို့မျောလင့်သွားတယ် အဲ့ဒီညွန်နေရကိုဘုရားကမိန်လိုက်တယ်ဒါဆိုရင်တို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေအိမ်မှာရှိနေတဲ့မိဘနှစ်ပါးမရှိတော့တဲ့မိဘနှစ်ပါးရဲ့အပေါ်မှာငါဘလောက်တာဝန်ချေလိုက်သလဲကျွေးမွေးမပြတ်တောင်ငါဘလောက်များချေပြွန်လိုက်သလဲလို့စဉ်းစားကြည့်သမှမကြည့်သေးရင်မလုပ်ရဘူးကြည်အောင်ဆက်ရမယ်ကြည်သွားတယ်ဆိုတဲ့အသင်ကတော့ရောက်ဖို့လွယ်ပါမလား မလွယ်ဘူးပြိဿတချို့သာသမီးလေးတွေရဲ့ဘဝမှာဝမ်းနေစရာကောင်းနေတဲ့စိတ်ဓာတ်တွေပေါ်နေကြတယ်အမေဟောအဖေဟိုတွေတတိမခိုင်တော့ဘူးကျင်ငယ်ချင်းကြီးမနိုင်တော့ဘူးအေးမိမိရဲ့အိမ်မောမှာမိမိရဲ့မျက်စိရှိမှမြင်နေပေမဲ့နှာခေါင်းလေးတရှုံရှုံနဲ့မလုံကျွေးမပြူးစိုးတဲ့သာသမီးတွေမြောင်